သူ့ရဲ့စိတ်ကလေးကိုပြင်ရမှာဘာလို့လဲတော့ဆိုလူတွေမှာကြည့်လေအော်ဒီလူကစိတ်ကောင်းတယ်ဒီလူကစိတ်မကောင်းစိတ်ကောင်းတဲ့လူနဲ့စိတ်မကောင်းတဲ့လူမျက်နှာမှာလားပေါ်နေတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာချိုးပြုံးပြီးတော့မေတ္တာနှလုံးသားပိုင်ရှင်မျက်နှာကကြည်လင်းအေးတော်တာကြည့်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဆိုလို့ရှင်နော်စုပုတ်နေတာစုပုတ်နေတာ ဘယ်သူမှအဖက်မလို့တလို့ပုံစံမျိုးကြီးဖြစ်နေဘာလို့လဲဆိုစိတ်ကူอ่ะဖြစ်နေစိတ်ဖြစ်တော့မျက်နှာမှာလာပေါ်နေတာပေါ့အဲ့ဒီဟာကလည်းစိတ်ခဏခဏတူရတဲ့လူရဲ့မျက်နှာဒီရည်၍ပြုံးရည်မရတော့မျက်နှာမျိုးကြီးဖြစ်တတ်တယ်ဟုတ်တယ်အဲ့ဒါလေတချို့မျက်နှာကြတော့ကြည့်လိုက်လို့ရှင်မပြုံးပြီမဲ့လို့ပြုံးနေတယ်လို့မြင်နေရဘာလို့လဲဆိုရင်သူ့စိတ်ကကြည်လင်းနေတာ မတ္တသက်ဝင်ကြည်လင်းနေတဲ့ပုဂ္ဂိုလ်။ရှိလို့ပြုံးလို့မရတဲ့အကောင်တွေကြားတို့ချက်သစ်တို့ဘယ်တော့မှပြုံးလို့မရဘူးဒီကောင်။နော်ခွေးရမှာနည်းနည်းပြုံးရသေးတယ်။ဒေါသကြီးတဲ့အကောင်တွေငှက်တွေထဲမှာဆိုလဲဒေါသကြီးတဲ့အကောင်ဈီးခွက်လို့အကောင်ဘယ်လိုမှပြုံးလို့မရဘူး။နှုတ်ဝါမှာမျက်လုံးကပြူးနေတာဆိုတော့အဲပြုံးမရတဲ့မျက်နှာတွေ ਨੇ ဒါမျိုးဖြစ်တာပေါ့။ အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကလူတွေရဲ့စိတ်အသွင်တရားဟာညနေရိပ်ပေါ်မှာလာပြီးတော့ထင်ပေါ်နေတယ်ဒါကအပေါ်ယံကြည့်ုံနဲ့ပဲသိတယ်နောက်တစ်ခါနှုတ်ထွက်ကြတော့လဲကြည့်စိတ်ဓာတ်ကမာနကြီးတဲ့ပုဂ္ဂိုလ်တို့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တို့ပြောလိုက်လို့ရှင်ဒေါသကြီးကစကားတူတဲ့တူတူပြက်ပြက်ပြောတတ်တယ်သူကမာမာဆက်ဆက်ပြောတတ်တယ်ဒေါသကြီးလို့ရှင် ငယ်ငယ်တော့ကြားဘူးတဲ့တကလုံးလောဘကြီးတော့စကားချိုးတယ်ဒေါသကြီးတော့စကားတိုးတယ်မောဟကြီးတော့စကားအိုးတယ်အိုးတယ်ဆိုတာညံ့ဖြင်းတာပြောတာနော်လူတွေမှာလောဘစိတ်ရှိနေတဲ့အခါမလေးစကားချိုးတယ်ဒါမှရမှာဟုတ်သူကအမိတန်နဲ့ချိုးတာမဟုတ်ဘူးတော့လောဘနဲ့ချိုးတာဒေါသကြီးတဲ့ပုဂ္ဂိုလ်ကြတော့စကားမဆက်ဆက်နဲ့ တို့တောင်းတောင်းပြောတတ်တယ်စိတ်တူတယ်မောဟကြီးတဲ့ပုဂ္ဂိုလ်ကြတော့အဆင်မပြေဘူးစကားအိုတယ်ဆိုတော့အဆင်မပြေဘူးသူစကားအချိုးရှင်းအောင်မညည်ဘူးအဲ့လိုဖြစ်တယ်လို့ဒါလို့ဆိုတာအဲ့တော့လူရဲ့စိတ်ဟာအင်တမအရေးကြီးတယ်ဆိုတာအင်တမထင်ရှားတယ်ပေါ့ဒါကြောင့်မို့လူတွေကောင်းမှုဆိုးဖို့ဆိုတာကျန်တာတွေအတာထားနောင်ဘဝတွေအတာထား ခဏလက်ရှိဘုရားဆက်ဆံရေးမှာပဲကြည်ဘာအရေးကြီးဆုံးတော့ကိုယ့်အကူအရေးကြီးဆုံးရှာစိတ်ဟာအရေးကြီးဆုံးလူလူချင်းဆက်ဆံတဲ့အခါမှာလည်းပဲစိတ်နေသဘောတာအရေးကြီးဆုံးပဲဒါကြောင့်မို့စိတ်အရေးကြီးဆုံးလို့မြတ်စွာဘုရားဟောတာအမှန်တမ်းမှန်ကန်တယ်လို့ပြောအောင်